မူရစေပါဝင်တဲ့တကြားလုံးကိုကြောင်းညာရောင်းချပေးမှုကြောင့်ဖန်စီထင်းထင်းခံလိုက်ရတဲ့ MGI 2021 VNN အလှမယ်ပရိသတ်များအလုံးမင်္ဂလာပေါင်းမာတပန် page မှာကြိုဆိုလိုက်ပါတယ် Miss Grand International 2021ရဲ့ winner ဆုရှင် Winhou ထွေသိမ့်အကြောင်းကတော့လက်ရှိ internet တခွင်ပေါ်မှာလူပြောများပြီးစိတ်ဝင်စားစရာအကောင်းဆုံးအကြောင်းအရာဖြစ်နေကြတာပေါ့ VNN အလှမယ် Winhou ထွေသိမ့်က VNN နိုင်ငံရဲ့အလှမယ်လောကမှာနာမည်ကြီးအလှမယ်တူဖြစ်ပြီးတော့ VNN ပရိသတ်တီတာမကပဲနိုင်ငံတကာပရိသတ်တီရဲ့အားပေးမှုအများဆုံးအလှမယ်တူလည်းဖြစ်ပါတယ်ဒီလို မဲ့တိုးကမွေးရဆဲတွေပေါဝင်နေတဲ့တကြားလုံးကိုကြောညာရောင်းချပေးမှုကြောင့်အလမဲ့လောကတခွင်ကြက်ရိုက်ရိုက်သွားပြီးလူပြောများစရာကိစ္စတစ်ခုဖြစ်လာတာပေါ့ဝင်းဟုတ်ထွေသိန်းက Carol Vest Table Candy လို့ခေါ်တဲ့တကြားလုံးကိုအလွန်ကျွအမွန်တင့်ကြောညာခဲ့ပြီးသုံးနှစ်အထက်ကလေးငယ်တွေတောင်စားသုံးခွင့်ရှိကြောင်းထောက်ခံပေးခဲ့တာဖြစ်ပါတယ် Carol Candy မှာတဘာဝအသီးနှံတွေကရရှိတဲ့အမြင့်တက်တွေများစွာပေါဝင်နေတာကြောင့်ကလေးလူငယ်လူကြီးမရွေးစားသုံးနိုင်ကြောင်းကြောညာပေးခဲ့တာပါ ဒါပေမဲ့တကယ်တမ်းစစ်ဆေးကြည့်တဲ့အခါအဆိုပါကေရာတခြားလောကအမြင့်တက်လုံလောက်စွာပါဝင်မှုမရှိတဲ့အပြင်မွေးရဆေးတွေလည်းပါဝင်တာကြောင့်ကလေးတငယ်တွေစားသုံးခွင့်မရှိတဲ့တခြားလောမျိုးဖြစ်နေကြတာပါဒါကြောင့်ဗီယက်နမ်အလှမဲ့ဝင်းဟိုးထွေသိမ့်ကိုဗီယက်နမ်အစိုးရကစစ်ဆေးခဲ့ပြီးပြီးခဲ့တဲ့မေလ19ရက်နေ့ကတော့လက်ထိတ်ခတ်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ဝင်းဟိုးထွေသိမ့်ကတော့ဒီတခြားလောထဲမှာအခုလိုမွေးရဆေးတွေပါဝင်နေမှသူမမသိခဲ့ကြောင်းပြန်လည်ဖြေရှင်းခဲ့တာပါသူမအနေနဲ့ကြောင်ညာလန်အလို့တာကြောင်ညာပေးရကြောင်းပြောလာပေးမယ် Kara Vegetable Candy Company မှာဝင်းဟိုးထွေသိမ့်က share ရဝင်ထားပြီးအခြားသော celebrity တွေနဲ့ influencer တွေလည်းရှင်ရဝင်ထားတယ်လို့သိရပါတယ်။ဒါကြောင့်သူမကတကြားလုံးထဲမှာမူရီစီရီပအဝင်မှန်သိရတဲ့ကြောင်ညာပေးခဲ့တဲ့အချိန်မှာတက်ရောက်သွားပြီးကိုရိုင်းရှင်ရဝင်ထားတဲ့ company ဖြစ်တာကြောင့်ကြောင်ညာပေးုံတင်မဟုတ်ဖဲရောင်းချတယ်လို့တောင်သတ်မှတ်သွားနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ဝင်းဟုတ်ထွေသိန်းကထောင်နှံဆိုင်ရမယ်ဖြစ်ကိုရောက်ရှိသွားခဲ့တာပေါ့တကယ်တော့ဝင်းဟုတ်ထွေသိန်းကအခုမှသာဒီလိုအဖြစ်မျိုးနဲ့ရင်ဆိုင်ရတာမဟုတ်ဘဲအရင်ကတည်းကလည်းဗီယက်နမ်သက်ဆိုင်ရာအဖွဲ့အစည်းတွေကမကြာခဏသတိပေးခြင်းကိုခံခဲ့ရတာပေါ့အကြောင်းကတော့ဝင်းဟုတ်ထွေသိန်းက MLM လှကုံပစ္စည်းတွေကိုကြောင်ညာပေးတာကြောင့်သတိပေးခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ဝင်းဟော့ထရေးဒင်းကနိုင်ငံကုန်ဆောင်လှမယ်ဖြစ်တာကြောင့်ထိထိရရရေးရွထားမျိုးမရှိဘဲသတိပေးုံနဲ့သာပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒါပြင် Miss Grand International ရဲ့ဥက္ကဋ္ဌဖြစ်သူနဝိကိုရိုင်းကလည်း MLM အလှကုန်တွေထဲမှာရှယ်ယာဝင်ထားရဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေခဲ့ရပါတယ်။ဒါကြောင့်အရင်ကတော့ဝင်းအောင်ထွေသိန်းကိုအေးမယူခဲ့ပဲသတိပေးုံနဲ့သာပြီးဆုံးသွားတာမျိုးဖြစ်နိုင်တယ်လို့လည်းခန့်မှန်းပေးနေကြတာဖြစ်ပါတယ်။အခုတခါမွေးရစေးတကြလုံးကြောင့်ညမှာလည်းပြီးခဲ့တဲ့နှစ်ထက်ကဝင်းအောင်ထွေသိန်းကိုသတိပေးမေးမြန်းခဲ့တာဖြစ်ပြီးတူတူအလုံးလုံးခဲ့တဲ့မျိုးသမီးနှစ်ယောက်ကသာဖန်ဆီးထိန်းသိမ်းခဲ့တာပေါ့။ဒါပေမဲ့အခုချိန်မှာတော့ဝင်းအောင်ထွေသိန်းလည်းမလွဲသာမရှောင်သာအခြေအနေကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဝင်းအောင်ထွေသိန်းရဲ့ပရိသတ်တွေက တော့အခုလိုဖန်ဆီးခံရမှုအပေါ်နှမျောနေပြီးသူတို့အလှမဲ့ဖြည့်ရှင်းသလိုတခြားလုံးကမူရဲ့စီပွားပောင်းရင်းနဲ့မှမသိတာဖြစ်နိုင်တယ်လို့ပြောဆိုနေကြတာပါ ဝင်ရောက်ထဲသိမ်းဘက်ကအခိုင်မာရပ်တည်ပင်းနေသူတွေရှိပေမဲ့အရင်ကတည်းကတောင်းဆွရန်မသင့်တော်တဲ့ MLN project တွေကိုကြောင်ညာပေးရတဲ့ပတ်သက်ပြီးဝင်ရောက်ထဲသိမ်းကငွေရရင်ပြီးရောလောလောဆယ်ဖြစ်ကြဝေဖန်တာရီလည်းရှိနေတာပေါ့ reader တွေကိုထဲမတွက်ဖဲပတ်စံပြတိုင်းကြောင်ညာပေးနေတောင်းနဝတ်သမီးပြီးသားတွေလိုလည်းသုံးသပ်နေကြတာဖြစ်ပါတယ်မွေးရစေပေါဝင်တဲ့တကြားလုံးကိုကြောင်ညာရောင်းချပေးမှုကြောင့်ဖန်စီထဲသိမ်းခလိုင်းရတဲ့ MGI 2021 BNN အလှမဲ့လေးအပေါ်မြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်း အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ